ဟုတ်ချိတ်ပါငါတို့ယောက်ျားတွေဟုတ်လား NUG စိတ်ခေါ်တာပဲအဲ့တော့ NUG မင်းတို့ချိတ်ရင်တော့လည်းချိတ်ပါငါတို့တော့ဒီတာထားရပါမပေါ့ဟုတ်ဟေးယောအလုံးပဲမင်္ဂလာနာနဲ့ခင်ပါမေလာစစီယနေ့ယမနက်ပိုင်းအထူးသတင်းများကိုပထမဆုံးလိုရင်းတူရှင်းတင်ဆက်တော့မှာဖြစ်ပါတယ်။ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်။ကျွန်တော် channel ကိုအချင်းပေးပြီးအားပေးနေတဲ့တုံရင်ချင်းတွေအားလုံးကျေးဇူးများကြည့်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်။ဒီမနက်သတင်းနောက်ကြတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်။ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်။မန္တလေးမြို့တွင်မေ9ရက်နေ့ညပိုင်းကအင်အား9တတမနှင့်ရစ်တာစကေးအဆင့်ရှိငလင်ဒီအနက်6ကီလိုမီတာမှလှောက်ခတ်သွား၍မြို့ခမများထိုင်လန့်စွာခန်းဆားခဲ့ရကြောင်းသိရှိရပါတယ်။အစူပါငလင်ဒီမန္တလေးတိုင်းမိတာမြို့ဤအနောက်တောင်ဖက်၆မိုင်ခန့်အကွာမှလှောက်ခတ်ခဲ့ခြင်းဖြစ်ပြီးယခုလှောက်ခတ်မှုသည်မလ26ရက်နေ့ကလှောက်ခတ်ခဲ့သည့် คนนี้ดัตมาคนนี้ยิตาสเกชิอิงอาจิงสิเลากับปีนาตียาคนสังอาจิงเหวเลากับชิมพิจังสิกองสีอีมูเลวัตตาเนဇလာဘေဒာညောချမှုဥစီဌာနမူမင်းဆောင်ဇလာကထုတ်ပြန်ထားပါတယ်အစူပါငလိလောက်ခတ်မှုအရှင်ကိုမန္တလေးစကိုင်းယမီတင်ကလောပင်တရတောင်ကြီးအပါအဝီမြို့အမြအပြာခြေပြန့်စွာခန်းဆရကြောင်းဒေတာခမြတ်ထမတိစီရပါတယ်မန္တလေးမှာငလိလောက်လောက်ကေစေရေးစခန်းပေါ်တစ်ပင်လေးကြပြီး ကလေးတအူးအပါဝင်ပြီးသူတို့အိုတည်ဆုံးခဲ့တယ်လို့လည်းသိရှိရပါတယ်။စိတ်မကောင်းဘူးကွာအဲ့လိုမျိုးတရင်တွေကြားရတာမြန်မာပြည်မှာရှိတဲ့ပြည်သူတွေအားလုံးခရီးစိတ်ကြပါလို့ဒီကနေ့ပြောဆိုချင်ပါတယ်။နောက်တင်တနင်္သာရီတိုင်းဒေသကြီးထဝေခရိုင်ထဝေမြို့အရှိတောင်ဒေသ၌ဆေးရကြောကြာတိတ်ပွဲအတွင်စစ်ကောင်စီစစ်ခွဲဖက်မှချုပ်ကောင်တည်ဆုံးပြီးလေးစီကျော်တန်ရရရှိခဲ့ကြောင်းဒေါနာတရင်ချေမုံရတခွေကိုနှင့် LPF တာဝန်ရှိသူထံမှသိစီရပါတယ်။ထွေမြောက်အစစ်တောင်းဒေသတောက်စစ်ကြောင်းထုလာသည့်အင်အားနေရာကြောပါတော့စစ်ကောင်စီစစ်ကြောင်းနဲ့တော်လှန်ရေးပူးပေါင်းတပ်များသည့် PKD April 26ရက်မှ May 7ရက်အထိတိုက်ပွဲပေါင်းလေးချင်းဖြစ်ပွားခဲ့ကြောင်းဒေါ်နာတခွေကွန်နှင့် LPF ထံမှသိစီရပါတယ်။တိုက်ပွဲအတွင်းတော်လှန်ရေးရေးပုံတို့ကြားဆုံးတယ်လို့လည်းသိစီရပါတယ်။ကြားဆုံးတဲ့ရေးပုံတို့အတွက်လေးပြုတ်ပါတယ်၊ကုန်ယူပါတယ်၊လေးစားပါတယ်။ တေဆုံးတဲ့စစ်ခွေးချုပ်ကောင်နဲ့တရားရရှိ40ကောင်ကျော်အတွက်ကောင်လေးတတင်းတို့တတင်းရခိုင်ပြည်ကျောက်ဖြုံမြုံနေကမလကျွင်းရွာအနီးအနားတိုက်ပွဲအတွင်းကနေစစ်ကောင်စီခလာရ34ကထွက်ပြေးတဲ့တက်ချက်ကြီးမင်းစိုဟာစစ်ကောင်စီစီမှဖမ်းဆီးတပြက်လိုက်ရပြီလို့တရင်တွေထွက်ပေါ်နေတယ်လို့သိရပါတယ်ကျောက်ဖြုံမြုံနယ်ကုချွန်တိတ်နယ်မလာကျွန်းအောက်စုအနီးအနားဝန်းကျင်မှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင် စီတန်ကနဲ့တိုက်ခိုက်နေတဲ့ခလာယ34ကတချက်ချီမင်းစောအပါအဝင်ခုနကောင်ဟာယခုရပိုင်းအတွင်းထွက်ပြီးစင်မလကျွန်းအနီအနာကတရုတ်တပ်အားဖြံ့ဖြိုးရေးဆက်ယုံပတ်ဝန်းကျင်တောက်အယောက်မှာစစ်ကောင်စီဖက်ကဖမ်းဆီးပြီးတချက်ချီကိုတပြက်လိုက်တာဖြစ်တယ်လို့စစ်ကောင်စီနဲ့နှိစက်တဲ့သတင်းရမိကပြောဆိုထားပါတယ်တိတ်ပွေဖြစ်နေတဲ့နေရာကနဲ့ထွက်ပြီးတာတချက်ချီမင်းစောအပါအဝင်ခုနကောင်တူတော်မလကျွန်းဖက်ကနဲ့နောက်ဆုတ်ပြီးထွက်ပြီးတာ လမ်းမှာတညပဲကြတယ်စစ်ကောင်စီဖက်ကထွတ်ပြီးတဲ့တရင်ကြတော့လိုက်ရှာတယ်လိုက်ရှာတော့တွေ့ရင်တချက်ကြီးမင်းစိုးကိုတပစ်လိုက်တယ်ကျန်တဲ့သူတွေကိုနှောက်တန်းကိုပြန်ပူထားတယ်လို့တီးရတယ်လို့ပြောဆိုထားပါတယ်ကောင်းတာပေါ့ကွာချင်းချင်းတပစ်တာအားရတယ်ကွာအားပေးတယ်ချင်းချင်းတကြကောင်းလိုက်တဲ့တည်တော့တည်မေလာစငါးရင်းနေတွေမကွေတိုင်ပခုခုမြုပ်စီအကြံဖက်စစ်ကောင်စီတက်ကိတ်စကန်ကို တော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ခွေးနှကောင်နဲ့ခွေးပြုံတကောင်တိုက်ဆုံခဲ့တယ်လို့မင်းချမ်လက်ထရီကယ်တပ်ဖွဲ့ကောင်ဆောင်ဘူမိတ်ခေကပြောဆိုထားပါတယ်။ကောင်လေးတဲ့ the day of the day စကိုင်းတိုင်းမူယောက်ကရင်ချောင်းဦးမြုပ်နေမှာအချမ်ပက်စစ်ကောင်စီစစ်တပ်ကပိတ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်ကလေးငယ်တွေကိုကေထုတ်ပေးနေတဲ့မူယောက်ကရင်အမှတ်35တပ်ရင်းကရေဘော်မိမြဆူခအာနုကြဆုံခေရကြောင်တီးစီရပါတယ်။ မေလ15ရက်ညပိုင်းကချောင်းဦးမြုပ်ပေါ်တက်ဆွေးထတဲ့အကြံဖက်စစ်ကောင်စီတပ်တွေရဲ့လက်နက်ကြီးရန်တမ်းပစ်ခတ်မှုကြောင့်ငါလုံးတင်ကျရွာအတွင်းကနေအင်းတွေမိလောင်ပျက်စီးပြီးလူထိခိုက်တေဆုံးမှုတွေရှိခဲ့တယ်လို့သိရှိရပါတယ်။အဲဒီလိုပစ်ခတ်မှုတွေကြားရေးပေါ်မိမျက်စုခအာနုဟာအယက်တာကလေးငယ်တွေကိုမိလောင်နေအင်းတွေထဲကနဲ့ကေထောက်ရင်မိငင်တပ်ဖို့ကျူးစားနေချိန်မှာပဲစစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့လက်နက်ကြီးခါကိုထိမှန်ခဲ့ကြောင်း မူယခရိုင်အမှတ်35တရင်တရင်မှုက ပြောဆိုထားပါတယ်လူမဆန်တဲ့ခွဲမြောက်တွေစိတ်တတ်တဲ့လူဆန်တဲ့လူစိတ်ရှိတဲ့စိတ်တတ်ဘလောက်กว่าချမ်းမှုရှိတဲ့အဲ့ဒီနေရာမှာတည်တာတယ်တိခွေတွေမိနှုပ်တွေကပြီးသူအင်တွေကိုမိရှုဖြစ်စီတယ်ဖြီးတဲ့တွေကအထေးမှာကြံနေတဲ့ကလေးတွေကိုကေထုတ်ဖို့ကြိုးစားတယ်အဲ့ဒီချိန်မှာကေတဲ့လူတွေတော်မှမိနှုပ်တွေကတက်ဖြစ်တယ်ဆိုတော့မိနှုပ်တွေဘလောက်တရီဆန်စိတ်ရှိတယ်ဆိုတာကိုပြတာလားမိနှုပ်လောက်ရက်တွေလဲမကြဘူးမိနှုပ်တွေဝက်လေမင်းမကြဘူး အခုချိန်မှာတော့ရက်ဆက်ပေါ့ကွာမင်းတော့အလှေ့လာမေကွာတရက်ပြီးတရက်မင်းတော့အလှေ့လာမေမင်းတော့အလှေ့မကြသေးလို့ရေးပေါ်မြင့်မြတ်စုစိတ်တဲ့ကဒါလေးစားပါတယ်ကလေးတွေကိုကေရင်နဲ့ကြဆုံးတဲ့ရေးပေါ်အလေးပြုတ်ပါတယ်ကုံယူပါတယ်လေးစားပါတယ်မေလာဆစီရဲ့နေ့ရက်မနေ့ပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကေတာဆိုရင်တော့ကျွန်တော်တို့ပထမဆုံးညီလေးပလာတာပြုတ်တဲ့အယူကြီးနဲ့လေရင်ပစ်ဆက်ချက်လောက်နာစင်ကြည့်အောင်ဒီလိုမျိုးတွေစကားစကားလေရင်နဲ့ဘုံကျဲတဲ့အရာတခုရဲ့နောက်မှာမင်းတို့အယူကြီးက မပန်ဆယ်လိုတို့ကငှက်ကင် project ငှက်ကင် project ဆိုပြီးတော့မှလှုပ်ထားတဲ့ campaign အတွက်ရထားတဲ့အလူငွေတွေဘယ်ရောက်သွားပြီလဲအဲ့ဒီလူငွေတွေကဘယ်ရောက်နေလို့ခုချိန်ထိငှက်ကင်ထားမဲ့ငှက်ကင်မဲ့ဥမာပေါ့ဒါတာမန်လူတယောက်နားလဲအောင်ပြပမယ်ဆိုရင်တော့လေရင်ဖြစ်တဲ့အဲလောင်ချာဖြစ်ဖြစ် rocket ဖြစ်ဖြစ်ပေါ့နော်အဲ့ဒီဟာတွေကဘာကြောင့်အခုချိန်ထိမြေပြင်ကို ရောက်တဲ့နာထက် မရောက်ကြတာလဲအစာရှိသေးပြင်ဩ ငှက်ကင်ကိုငှက်ကင်လုံးမဲ့ဝယ်မဲ့ project campaign တွေကိုအရက်နဲ့များလဲတောက်လိုက်ပြီးလား slash ရှိတဲ့ဖြစ်တော်တော်လေးကိုကတောင်းကနေနဲ့ကျွန်တော်တို့ဒေါ်လာပြည်သူအချင်းချင်းကြားထဲမှာအဆင်မပြေမှုများစွာနဲ့ကျွန်တော်တို့ကြုံတွေ့နေရပါတယ်တရားပေါ်မှာလဲကျွန်တော်ကကျွန်တော်မြင်တာကိုပဲပြောတာပါကျွန်တော်ဖြစ်စေခြင်းနဲ့ဖြစ်တဲ့အရာကိုပဲကျွန်တော်ပြောတာဖြစ်ပါတယ်ကျွန်တော်ပြောတဲ့ဇာတ်ကားဒီမှာကောင်းမှားနိုင်ပါတယ်เนาะကျွန်တော်မှန်ကောင်းလဲဒါကျွန်တော်တို့မှန်နိုင်ပါတယ်ကျွန်တော်ကတော့ကျွန်တော်အနေနဲ့မှန်တယ်ထင်တဲ့အရာကိုပဲပြောတာပါ တော့ကျွန်တော်ပြောတဲ့စကားပေါ်မှာလည်းအမားပါခဲ့ရင်လည်းကျွန်တော်ကိုကိုတူကိုသားကိုမောင်တယောက်လိုမျိုးပဲဆုံးမပေးကြပါပြန်ပြီးတော့မှဒါပြန်ပြီးတော့မှလမ်းမှန်ပေါ်ပြန်ရအောင်ဒါကျွန်တော်ပြန်ပြီးတော့မှထိန်းချောင်းပေးကြပါလို့ဒီနေရာကနေပြီးတော့မှဒေါ်လာများအားလုံးကိုတိုက်တွန်းချင်ပါတယ်ဆိုတော့ငှက်ကင် project ပြည်သူကတော့ခင်ဗျာငှက်ကင် project ပဲလုပ်လို့မြေတိုက်စာချုပ်ပဲရောင်းရောင်းတော်လိုင်းရင်းနဲ့ပတ်သက်ပြီးတော့မှဆက်ကောင်စီကြားဖို့ဘယ်လိုပုံစံမျိုးနဲ့ပဲကြကြအဲ့ဒီကြားဖို့အတွက်ကိုလှုပ်တဲ့ campaign မှန်သမျှ ဒီလိုကအလုံငွေထဲဝင်နေငွေတိုက်စာချုပ်ဆိုလဲဝယ်လိုက်ကြတာစစ်တပ်ထဲကောင်တွေတော့ပါသေးတယ်ဆိုတော့အဲ့ဒီဟာတွေပုံမှန်လဲပြည်သူတွေကဘာကြောင့်ဝယ်လဲဆိုတော့ဒီဆက်အာနာရှင်အမြန်ဆုံးကြစေချင်လို့ပါအဲ့တော့စာတင်ကြောင်းတွေကိုလင်ရင်နဲ့ဘုံချဲပြီးနောက်ပိုင်းမှာမင်းတို့ပြောတဲ့ငှက်ကင် project ကဘယ်ရောက်သွားတာလဲငှက်ကင်ဝယ်မဲ့အလုံငွေတွေကမရှိတော့ဘူးလားငှက်ကင်ကဘာကြောင့်လက်နက်ကဘာကြောင့်အခုချိန်ထိမဝယ်သေးတာလဲအဆရှိတဲ့ဖြစ်ကျွန်တော်တို့ ပြည်သူတွေကြားထဲမှာတူလို့တူလို့ဒါပွက်လို့ရိုက်နေတာလဲအားလုံးသိကြမှာပါကျွန်တော်အနေနဲ့ကို့အစိုးရလို့သတ်မှတ်ထားတဲ့ NUG ဝန်ကြီးတွေတခြားတခြားသောဒီဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့မှကမ်ပိန်းတွေကိုဦးစီးဦးဆောင်ပြီးလုပ်နေတဲ့သူတွေကိုကျွန်တော်အနေနဲ့အချံပြူပြောလို့လာတာပါလဲဆိုတော့ဥမာလေရင်ပြက်လက်နက်ပေါ့ဗျာငတ်ကင်မဲ့လက်နက်ပေါ့အဲ့ဒီဥစ္စာကိုမဝယ်နိုင်သေးဘူးဆိုရင်ပေါ့ဗျာမဝယ်နိုင်သေးတဲ့အကြောင်းကိုပြည်သူကိုတိတိကျကျ ဟိုချပြစေချင်ပါတယ်နှစ်ကင်ပြစ်မဲ့လက်နက်ဆိုတာကဝယ်ချင်လဲဝယ်လို့မရဘူးโอเคဝယ်ချင်လဲဝယ်လို့မရဘူးဆိုရင်ခင်ဗျားတို့ကမ်ပိန်းလဲလုပ်မနေပါနဲ့ဒါတလားကျွန်တော်မြင်တာပြောပြတာเนาะဟုတ်ပြီဝယ်ဖို့အတွက်အချိန်ယူအောင်မယ်ဆိုရင်တိတိကျကျချပြလိုက်ပါဟာလား PDF စုံမှုနိုင်မြေတွေမှာရှိတဲ့နေရာတွေမှာအချိန်မောင်းများဆိုလေရင်နဲ့ဘုံချဲခံရတော့ပြည်သူတွေကပြောပြီပေါ့ဒီဟာပေါ်မှာလဲဟိုပြည်သူကိုခင်ဗျားတို့အနေနဲ့တာမန်စကားနဲ့ပြောမယ်ဆိုရင်တော့စိတ်မဆိုးဘူး ်ဝယ်မြူချဖို့လဲပြောရှင်နေပြသေးလားခမားတို့နိုင်ကျင်တာထက်ပြည်သူကနှစ်ဆပိုနိုင်ကျင်တယ်ပြည်သူထက်ပိုနိုင်ကျင်တာကမြေပြင်မှာအလုလုနေတဲ့လက်တွေစင်းတိုင်နေရတဲ့ PDF တွေဗျအဲ့ဒီကလေးတွေပြည်သူကိုတနာသောအဖြစ်ခမားတို့အနေနဲ့အရင်ကထက်ပိုပြီးတော့မှနှစ်ဆအာယုံဆိုင်ပြီးတော့မှလှုပ်ပေးကြပါလို့ကျွန်တော်အနေနဲ့ဒီနေရာကနေပြီးတော့မှမန္တလေးဟုတ်တယ်နော်သူပြောတာဒါလေးခဏကောင်းကြီးလေးပြောတော့တာမှန်တယ်အန်ယူဂျီကိုမထောက်ခံတာတော့မဟုတ်ဘူးနော် အဲ့ဒီလေရင်ပစ္စက်ကိုတကယ်ဝေလာမဝေဘူးလားဆိုတာကိုတကယ်ချက်ပြရမှာပြီးသူစီမှာမဝေခဲ့ရင်အဲ့ဒီဖိတ်ဆန်တွေကိုပေးနေရမှာတုံးတာလေအဲ့ဒါတွေကိုလည်းချက်ပြရမှာမဝေတဲဘူးဒီဖိတ်ဆန်ရှိတဲ့တယ်ဆိုရင်တော့လက်နဲ့မရှိတဲ့ PDF တွေအများကြီးရှိသေးတယ်အဲ့သူတို့ကိုထုတ်ပတ်ပေးပါလားလို့ဒီကနေ့တိတ်တွင်းချင်ပါတယ်အဲ့ဒါပဲပြောချင်တယ်တော့မပြောတော့ဘူးပြောရင်တော့အစိတ်ခံရအောင်ပါကေဒါဆိုရင်တော့ now video ဘူချီရင်ရောရဲ့ interview တစ်ချက်လောက်နှဆင်ကြည့်အောင်နိုင်ငံကတားမြစ်ထားတယ်ပေါ့နော်စစ်ဘေးကြောင့်နေ ်တို့ပြီးရဆေးရုံစည်းကမ်းနေစာတင်ကြောင်းနေပေါ့ပြီးရတာဏိကအစာအုပ်တွေဒါတွေကိုတိုက်ခဲ့ထားပြီးတော့လောက်လာအရင်တော့ဆိုရင်ကျွန်တော်တို့ဒီအခုအာနာသိပြီးမှပေါ့နော် အာနာသိပြီးမှကျွန်တော်တို့ဒီလူငယ်လူငယ်တွေကာဝေးတက်ဖက်တွေဖွဲ့ပြီးတော့တွန်းလှန်တဲ့အချိန်ကြာမှာဒီဒေချောင်းတိုက်ခိုက်မှုတွေဒီလိုရေးရဆက်ဆက်လောက်လာတာပေါ့နော်ရခိုင်ကျွန်တော်တို့ဣရအောင်တိုင်းသားလက်နက်ကင်တွေနဲ့တိုက်ပွဲဖြစ်တော့ဆိုရင်တော့မှပဲဒေချောင်းတုံးဆဲမှုကအကန့်အသတ်ချက်တွေအများကြီးရှိဒီရင်ပြစ်မှုတောင်းမယ်ဆိုရင်အနည်းဆုံးကျွန်တော်တို့ ယူအမုံလောက်ကနေမှတောင်းလို့ရပြီးတော့တတ်ချုပ်ပေါ့နော်တတ်ချုပ်ထိတိကိုတိရတယ်တတ်ချုပ်ခွင့်ပြုမှလင်းရစပြီးဆက်နှိုးရတဲ့အနေထားပေါ့နော်အခုနောက်ပိုင်းမှာကျတော့ဒီလေရသုံးဆွဲခွင့်ကိုလေရတောင်းပိုင်ခွင့်ကိုအောက်ခြေတက်မှုတွေမပြောနဲ့ကျွန်တော်တို့ပြူပေါ့နော်ပြူစောထိဖုန်ကြီးခေါင်းဆောင်နေတဲ့ဝါတော့လို့ဖုန်ကြီးကတော့လေရတောင်းလို့ရတဲ့အနေထားမျိုးတွေဖြစ်သွားတယ်အဲအဓိကသူတို့စစ်ရှုံးနေတာပါတယ်ပြီးတော့စစ်ရှုံးပြီးတော့ဤသူကဒီဆရာနာရှင်စနစ်ကိုမထောက်ခံတဲ့အတွက် ဒေသခံပြည်သူတွေကတမင်တို့ကအညိုတကြီးနဲ့ဒါလိုက်လံတပ်ဖြတ်နေတာတွေကိုတွေ့ရတယ်ပေါ့နော်ပြီးရင်ဒေရင်သုံးဆွဲခွေလိုလဲပေါ်ဒီလိုဒီအောက်ခြေအစ်စ်မှာတယ်ပေးထားတဲ့အနေထားပေါ့နော်တိုင်းမှုတွေကျွန်တော်တို့ viewer မှုတွေအစ်စ်လောက်ထိဒေရင်သုံးဆွဲခွေကိုပေးထားတဲ့အနေထားမျိုးတွေ့ရပါတယ်ခင်ဗျာအပြောနဲ့လုံရက်ကတော့တခြားစီပဲအရင်တော့ဆိုရင်ကျွန်တော်တို့အပြည့်ရကာလတွေတတ်မှတ်ခဲ့တာရှိအဲ့လိုမျိုးဆိုရင်တော့မြင်အပြည့်ရပင်မဲ့စစ်တပ်ကခိုးချောင်ခိုးဝက်ကတော့ဒါလုံးလေးရှိတာပါပဲဒီအပြည့်ရထားတဲ့ကာလတွေမှာဆိုရင်အင်အားဖြည့်တင်းတာ နဲ့နဲ့ဖြစ်နေတာတက်တည်ရွှေပြောင်းတာတွေလုပ်တဲ့အဲဒို့ဗိမဲ့လက်နဲ့ကြီးနဲ့ပြစ်ခတ်တာတော့လေချောင်းတက်ခိုက်မှုလို့တော့သူတို့မလုံရဲအပြစ်ရကျင်ညာထားတာဖြစ်တဲ့အတွက်ပေါ့လေအခုတော့နိုင်ငံတကာကတော့သူကဒါအတန်ငေါ့ဖြစ်ပြီးတော့အပြစ်ရတယ်လို့သာကျင်ညာထားတာပေါ်ပေါ်တင်တင်မဲ့ရေရေစစ်ချောင်းတွေလည်းထိုးတော့ပဲထိုးတဲ့ဟာလည်းမရသွားဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့လက်နဲ့ကြီးနဲ့တက်ခိုက်တာတွေရောလေချောင်းနဲ့တက်ခိုက်တာတွေကပူတော်လောက်လာတယ်လို့တောင်ကျွန်တော်တို့ပြောလို့ရတယ်အဲ့အပြစ်ရကျင်ညာပြီးကမှကိုပူလောက်လာတယ်အဲ့တော့အပြောနဲ့အလုပ်ကတော့မညီဘူးနိုင်ငံတကာဟိုသာ အဲ့သူခီးစင်လည်းရှိခဲ့တာဟုတ်သူခီးစင်သွားကနေလေးမှတော့မှပဲဒီအခုအပြည့်ရတက်တန်းတိုးတဲ့တလ6ရက်နေ့မှစပြီးတိုးလိုက်တာထင်တယ်သူ9ရက်နေ့သွားမှဆိုတော့အဲအဲ့လိုမျိုးတရက်ခလေးပဲကပ်ပြီးနိုင်ငံတကာကိုကျွန်တော်ကတော့အပြည့်ရထားပါတယ်ကျွန်တော်တို့စစ်ကောင်စီဘက်ကတော့ဆိုတော့အပြောမျိုးပြချင်ုံပြယုံတက်တက်ဖြစ်ပြီးတော့မြန်မာမှာတော့ပို့တိုးပြီးတော့လုပ်နေတဲ့အနေအထားမျိုးကိုတွေ့ရပါတယ်ဗျနိုင်ငံတကာမှာသူကသူတို့အကြမ်းဖက်မဖြစ်အောင်ဒီကျွန်တော်တို့ဒီကာဘွေးအင်အားစုတွေပေါ့နော်တော်လိုင်းအင်အားစုတွေကိုအကြမ်းဖက်လို့သူကပြန်ပြီးတော့ ိုတကောကလူဟစ်တဲ့ပုံစံမျိုးအနေထားမျိုးရောက်လာအောင်ထိဒါတို့ကဝါရဖြန့်နေလို့ပေါ့နော်နိုင်ငံတကာကဝါရဖြန့်နေလို့ဒီလိုထုတ်ပြန်ကြေညာထားတာလို့ပဲမြင်တယ်ပြီးတော့သူတို့အနေနဲ့တကယ်တမ်းအပြစ်ရလိုက်ရင်လည်းသူတို့အနေနဲ့စီရေးရလုံးဝရှုံးနိမ့်မှုတွေပေါ့နော်စီရေးရကသူတို့စီရေးအခြေအနေကဖြောင်းပြန်ဖြစ်သွားမယ့်အနေအထားမျိုးတွေဖြစ်လာမှာ ਉਹ လည်းသူတို့သိလို့ဒါကြောင့်မြေပြင်စစ်ကြောင်းထိုးလာတယ်မရရဲသလိုဒီကြောင်းအနေနဲ့ပို့ပြီးတော့ဘုံကျက်တိုက်ခိုက်တာတွေကိုဂျေးဆက်ဆက်ကိုလောက်လာတာပေါ့နော်အဓိကတော့ လေးချောင်းတက်ခဲ့တဲ့နေရာမှာလည်းကျွန်တော်ကြားထဲမှာပြောနေတာပေါ့နော်ဒီပိုင်းတော့ပေါ့နော်လေးတရဲလို့ခေါ်တဲ့ပိုင်းတော့သူတို့ရဲ့စိတ်ဓာတ်ကိုပဲကျွန်တော်တို့အာရုံရတယ်ကျွန်တော်တို့လည်းဒီမြေမြေတက်စုမှုတက်ဖွဲ့မှုအနေနဲ့လက်နက်ကြီးပြည့်ရတော့မှပဲကျွန်တော်တို့ဒီဒွာဘက်တွေပါရောက်မှဆိုလို့ထိနေနေနေပြည့်ကြတာရှိတယ်ပေါ့နော်တချို့လူတွေကလည်းတစ်မျိုးပေါ့လူတစ်မျိုးစီပေါ့နော်ဒါတော့ကျွန်တော်တို့အတွေးအမြင်ပေါ့တချို့လူတွေကြောင့်လည်းကိုမျိုးတစ်ယောက်မှပါတာမဟုတ်လောက်တာလောက်ဆိုတဲ့စစ်တပ်မှာအဲ့လိုစိတ်ရိုင်းနေရှိကြတာတွေများလာတော့ပေါ့နော်အဲ့လိုမျိုးလည်းတွေ့ရပါလေကြာတကယ်တမ်းဘုံကျဲတာပဲဆရာမရဲ့ ဘယ်သူမှလာကြည့်လို့ရတာလည်းမဟုတ်ဘူးလွဲပြီးကျဲခဲ့လို့လည်းရပါတယ်စာတင်ကြောင်းကြီးကိုဟုတ်တယ်မလားလွဲသွားလို့ဆိုလဲခုတစ်ချက်ကတစ်ချက်ပြောနာယူဝက်နဲ့ပဲပြီးသွားတာပါပါစစ်တပ်ကဒီလုံဆောင်နေတဲ့လေတရေပိုင်လော့တွေကိုယ်တိုင်ရအောင်ကိုပဲဒီမိစ္ဆာစိတ်တိုင်းဝင်ပြီးတော့ရဲစက်လုပ်တယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ဗျနိုင်ငံတကာကတော့ကျွန်တော်အမှန်တမ်းပြောရမယ်ဆိုရင်တိတ်လောက်ကြီးအားကိုးလို့ရမယ်အနေထားမတွေ့ရပြီးရင်ဒီစစ်တပ်ကလည်းအမှန်တမ်းပြောရမယ်ဆိုတော့သူကတရုတ်ရုရှားသူ့ရဲ့ဘက်ကပေါ့နော်အိန္ဒိယတို့ရှိနေတာဖြစ်တဲ့အတွက် အမှန်တမ်းပြောစစ်တပ်ကနိုင်ငံတော်ကိုဂရီးကူမဆိုင်ကြောက်လည်းမကြောက်မကြောက်ဘူးပေါ့နော်အဲ့တော့သူနိုင်ငံတကာအားလို့ကျွန်တော်တို့ကအဲ့တော့ညှော်လင့်နေလို့လေအလကားပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီနောက်ပိတ်ဆုံးကျွန်တော်တို့ဒီငလင်ဘေးဒဏ်တင့်တဲ့ကုညီတဲ့နေရာမှာတောင်းပါပဲစစ်ကောင်စီလက်ထက်ကိုထည့်သွားတဲ့နိုင်ငံအများကြီးရှိတာကိုလည်းထားတွေ့ရတယ်ပေါ့နော်အဲ့တော့နိုင်ငံတကာအားလို့ကျွန်တော်တို့ကကိုးနေလို့မရဘူးအဲ့ကျွန်တော်တို့ဒီစစ်တပ်ကိုကျွန်တော်တို့ အဓိကသူတို့ရဲ့နောက်တိုင်တွေပေါ့နော်ဒေးရင်အဓိကနေရင်ပြီးရင်စစ်လက်နဲ့ပစ္စည်းထုတ်တဲ့ကာဝေးပစ္စည်းဆက်ရုံတွေပြီးရင်စစ်လက်နဲ့ပစ္စည်းတွေတူလောင်ထားတဲ့စစ်လက်နဲ့ပစ္စည်းတက်တွေပေါ့နော်စစ်လက်နဲ့ပစ္စည်းခဲရမီးကြောက်တက်တွေကျွန်တော်တို့အဓိကထားပြီးတော့မမသိမ့်ပိုင်နိုင်ရင်တော့မှပဲကျွန်တော်တို့ခမ၅ခု၈လို့ပြောပေါ့နော်ဝေရောက်ပြီးတော့စီးနေတိုက်ခိုက်တဲ့ဖြစ်စဉ်မျိုးတွေကျွန်တော်တို့ဒီမှာထဲမှာရှိတဲ့အင်အားစုတွေကပေါင်းစပ်ပြီးတော့လောက်ရမယ်အဖြေပဲထွက်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ခင်ဗျဟုတ်တယ်နော်နောက်ဆုံးပြောတော့တာမှန်တယ်လေရင်ကူတော်တွေလေရင်လန်းတွေ လက်နက်ထောက်စက်ယုံတွေဘုံထောက်တဲ့စက်ယုံတွေအကုန်ချေပလိုက် SND ကောင်တွေတခါတည်းပြတ်သွားမှာပဲဒါမှမဟုတ်တယ်ပြောတော့တာကေဒါဆိုရင်တော့ now video and you ji ထုတ်ပြန်ချက်ကိုမြှောက်ကလေးကတုံ့ပြန်ချက်တစ်ချက်လောက်နှ ಾಸ င်ကြည့်အောင်တရေဘန်ကိုဖုံးကွယ်လိမ်ညာနေသည့်စစ်တပ်လော်ဘီများအားလုံးကိုဥရေအပြစ်ပေးယူနိုင်ရတဲ့နိုင်ငံတကာတရားရုံးများနိုင်ငံအလိုက်တရားရုံးများပြည်သူမကပြည်တွင်းတရားရုံးများပါတရားမျှတမှုဖော်ဆောင်ရေးအစွမ်းကိုကြိုးစားပါမယ်တဲ့ငယ်ဆိုတာဟုတ်လားဗျဆိုတာကခင်ဗျာအများကြီးလူတွေ တို့မြောင်းလေးရလူတွေအမာဒီပါလေးကိုစိတ်ဝင်စားတာမဟုတ်ဘူးတို့ကချိန်ချင်တာကျွန်တော်တို့ချိန်ချင်တာဟာကျွန်တော်တို့ဗျာဒီပြည်တို့မှာရှိတဲ့မီဒီယာတွေပြီးရင်ကျွန်တော်တို့ဘက်ကအမျိုးသားရေးအုပ်စုတွေပေါ့အဲဒီအုပ်စုချိန်ချင်တာအဲတော့မင်းတို့ကောင်တွေကိုချိန်ချင်တာမင်းတို့ကောင်တွေကတော့ရားတဲ့ညမှာတတ်မယ်ဆိုတဲ့သဘောပဲအဲတော့မင်းတို့သူလည်းဆိုလိုတာဗျာမင်းတို့လုံရင်လုံလုံရင်မင်းတို့တတ်မယ်ပါဘူးကွာတတ်မယ်ပါဘူးပြည်တွင်းတရားဥပဒေမှုပဲဆိုလိုတာဗျာတို့ဒါတို့ရဲ့ဒီတို့တို့အောက်မှာရှိတဲ့ PDF တွေဟိုလာရှင်းခိုင်းမယ်ပဲအဲ့ဒီသဘောပေါ့အဲ့တော့ရှင်းပါဗျာကျွန်တော်တို့ရှင်းတယ် ကျွန်တော်မိဘအသက်ခံရရင်ကျွန်တော်မိဘအသက်ခံရင်ကျွန်တော်အတိုင်းဝိုင်းအသက်ခံရရင်အဲ့ဒီမှာရှိတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ရဲ့လွှတ်တော်ကိုယ်စားလှယ်အမတ်ဟောင်းစစ်သွေးကြခေါင်းဆောင်ရဲ့အဖေသွေးဖို့အမေစီးရီးလိုက်ဆွဲမှာကျွန်တော်တို့ကတော့ရှင်းကျွန်တော်ကမြစ်တာထားမလို့ကျွန်တော်ယောက်ျားတွေယောက်ျားတွေနှစ်ချက်ပဲရှိတယ်ဒီကိုက်ပါလားကိုက်ပါလားနှစ်ချက်ပဲရှိတယ်ကျွန်တော်ယောက်ျားစီလည်းရှိတယ်အဲ့တော့အဲ့ဒီကျကျွန်တော်တို့သိခေါ်တာအဲ့တော့ကျွန်တော်တို့ကိုယ်တို့ဒီချက်တန်းရရတဲ့အမြင်မင်းတို့မိသားစုတွေမင်းတို့တွေ့ရတဲ့ညာရှင်းပါဦးဗျာကျွန်တော်တိုက်ပြီးတွေ့လို့တာဗျာ တော့ကျွန်တော်အဲ့လိုမျိုးပြောမယ်ရတယ်ငါဘယ်ဒေတာကြီးမင်းလာလဲဆိုတာမင်းတို့လည်းသိတယ်မင်းတို့လည်းသိတယ်အဲ့လိုပဲငါကြီးမင်းလာခဲ့တဲ့မြို့မှာငါကြီးလာမလာခဲ့တဲ့မြို့မှာ NLD လွတ်တော်အမအောင်စစ်သွေးကြွခေါင်းဆောင်ရအဖေအမေဗမာရှိတယ်ငါသိတယ်ငါမျိုးကငါသိတယ်လောက်လိုက်လေအဲ့မှာဘသူတွေပါလဲငါသိတယ်ရတယ်လေကောက်လေးစီးစီးလိုက်ပေါ့မင်းစီးစီးလိုက်ပဲတော်တော့အရှင်းနေဒါကျွန်တော်အန်ယူရပေါ်တင်ပြောတာနော်အန်ယူငါတို့ပေါ်တင်ပြောတာရှင်းနေမင်းတို့ကအဲ့ဒါချိန်ချောက်ပြီးတော့ငါတို့အဲ့ မဆိုင်တဲ့လူကထက်ကုတ်မယ်ရကုတ်ပါပြီနေကျိတ်အမိပါတွေကိုမျိုးလှုပ်ကြံလို့ရတယ်လှုပ်ကြံလို့ရတယ်အဲ့လိုပဲကြုံနေပြီကြုံနေပြီကျွန်တော် message ပါလေအများကြီးပဲဟိုမှာဖုန်းကောလေလာတာ TikTok Messenger အခြားမလာအများကြီးပဲအဲ့တော့ကုစားတယ်ဟာခရီးဆက်လို့လောက်တာအဲ့ဘဝရဲ့အသက်ရဲ့အပေါင်းပေးထားယူပါတယ်တိုင်းပြည်ကောင်းမှုတွေလောက်တာခိုင်ဖီကောင်းမှုပျက်စီးနေတာကျွန်တော်အန်ယူဂျီပို့ဖို့လည်းပြောတာမင်းတို့ကုစားလို့ပြောတာမဟုတ်ဘူးဒါငါတို့ရဲ့သဘောထားကိုပြောတာရတယ်လေမင်းတို့ကဘာဖြစ်လဲငါတို့မိဘကြီးကျင့်ရတယ်လေငါတို့မိဘဆုံးဖြုံးကွာဒီခဏရောက်လဲ နှစ်ယောက်ပေါ့ဟုတ်လားအဖေမေအမေရမရှိတော့ဘူးဖြစ်တော့ရှိသေးတယ်ဖြစ်တော့ရှိသေးတယ်မင်းတို့တယောက်ဆိုရင်ငါစီးလိုက်ကုန်ပါဟောချိန်ပါငါတို့ယောက်ျားတွေဟောဒါ energy စိတ်ခေါ်တာပဲအဲ့တော့ energy မင်းတို့ချိန်ရင်ကောင်းလဲချိန်ပါငါတို့တော့ဒီတာထားတော့မပေါ့ဘူးအဲ့ဒီကစစ်သေးကခေါင်းဆောင်နေလွတ်တော်အမဟောင်းစစ်သေးကခေါင်းဆောင်နေမင်းတို့အဖေအမေလည်းထမဲဝအောင်စားတာလေဟုတ်ပြီလားဟောတင်မဲ့ကြောက်လို့လို့ပြောတာမဟုတ်လားမင်းကနေရဖယ်မေတွေကိုထိမှာမဟုတ်ဘူး မင်းတို့လူစကားမပြောတဲ့လော်ဘီတွေပဲလာဖမ်းမှန်းအဖေအမေမထီဘူးနော်မင်းမက်တမင်းဝအောင်စားထားတိတ်လည်းမကြောက်ပါနဲ့တက်လက်တက်ဖြစ်မှာမဟုတ်ဘူးဖမ်းမယ်ထောင်ထဲမှာထည့်မယ်အဲ့ဒါပဲတက်လည်းမတက်ပါဘူး PDF တွေအလောက်တောင်မရောက်မှာပါဘူးဟုတ်ပြီနော်မင်းတို့ထင်သလိုမဟုတ်ဘူး PDF တွေကမင်းကိုဖမ်းတဲ့ချိန်မှာမင်းစိတ်တက်တမျိုးဖြစ်သွားလိမ့်မယ်အဲ့ဒါပဲပြောချင်တယ်တိတ်လည်းမကြောက်ပါနဲ့ဟုတ်ကဲ့ပါတုံးရှင်းတော့ဒီမိနစ်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများကြည့်တင်ပါတယ်ကျမကြီးခုစိတ်ကြောက်ပါ I love you all. God bless you all. Thank you for your time.